ဒီနေ့တော့လူညံနဲ့သွားမလားဖယားညံနဲ့သွားမလားဆိုရက်ကောင်းစင်လေးနဲ့ခွားပေးတော့မှာဖြစ်ပါတယ်တုတ်တန်ချံအခန်းသုံးစာပိုက်9နဲ့6ကိုဖတ်ပါမယ်ထာဝရဘုရားကိုစိတ်နှလုံးကျွတ်မဲ့ကိုးစားတော့ကိုညံကို အမိမပြုတ်နဲ့သွားလျာရာ၌ထာဝရဘုရားကို မြင့်မောက်ပြုတ်တော့သူပြုတ်လင်သည်လန်ခီတို့ကိုပဲ့ပြင်တော်မူပြောရထရတယ်ဒီချမ်းပိုင်လေးက တချို့အယုံကြည်သူတွေနော်တောင်မှနားမလည်ဘူးပေါ့ဖခင်ကလူကိုဉာဏ်ပညာပေးထားတာပဲဖခင်ပေးတဲ့ဉာဏ်ကိုလွှာတော့မလားလို့ပြောတတ်တယ်ပေါ့အမှန်ကတော့တိဘုကအဲ့ဒီဉာဏ်ပညာကိုဖခင်ပေးထားတာဟာဘယ်သူတွေတောင်းဖို့လဲဆိုတော့ဖခင်ကိုမသိတဲ့သူတွေတောင်းဖို့နော်ဖခင်နဲ့အဆက်မဖြစ်တဲ့သူတွေကိုလန်းကိုရှောက်ပြီးကိုမိမိကိုယ်သာမိမိကိုကိုယ်ရာ ဟုတ်နော်ကိုတက်ကိုမွေးနိုင်ဖို့အတွက်သုံးဖို့ဖြစ်ပါတယ်ဖះပေးတာကဖះကိုတည်တဲ့သူကြတော့အဲ့ဒီညာနဲ့တော့အသက်ရှင်ဖို့မဟုတ်ပါဘူးနော်ဖះစကားနဲ့အသက်ရှင်ဖို့ဖြစ်ပါတယ်အဲ့ဖះသခင်စကားတော့ကညာကို ဖြစ်စေတယ်အဲ့ဒါဖះညာလို့ခေါ်တယ်နော်ဆိုတော့ကဘာဦးချခန်းနဲ့နဲ့သုံးမှာအလုံးတည်တယ်ခန်းနဲ့မှာတော့အေဒီအိုညင်မှာ နော်လူယောက်ျားလူမိန်းမထားတယ်အဲ့ဒီမှာကောင်းမကောင်းတိကျွမ်းရအပင်ရအတိကိုမဆ ਾਇ ရဘူးအသက်ပင်ညအတိနဲ့တကွကြံတဲ့နော်အတိတွေဆားလို့ရတယ်ကြည့်အဲ့ဒီချိန်မှာဒီနေ့သူတို့ဉာဏ်ပညာမပွင့်သေးဘူးပေါ့ကောင်းမကောင်းမသိသေးဘူးမသိခင်မှာသူတို့ဘယ်လိုအသက်ရှင်နေတယ် ဖရားရဲ့ညာနဲ့အသက်ရှင်တာဖြစ်တယ်ဖရားစကားနားထောင်ပြီးအသက်ရှင်နေတာဖြစ်ပါတယ်ဘာမှညာကိုလွတ်သုံးစံမလို့နော်ဒါပေမဲ့တနေ့ကျတော့စာတန်ရောက်လာပြီးတော့မှနော်အေဝါကိုလှည့်ဖျားတယ်အေဝါကယုံတယ်နော်အဲ့ဒီပင်အတီးကိုစားတယ်သူ့ယောက်ျားကိုလည်းကြွေးတယ်အဲ့ချင်စားပြီးဖရားသခင်ကနော်သူတို့နှစ်ယောက်ကိုဒီအပြစ်စင်ရင်တဲ့ခါမှာအေဒင်ဥယျာဉ်ပြင်ပကိုမုန်းထုတ်ခြင်းခံရတယ် အဲ့လိုမောင်းထုတ်ခြင်းခံရတဲ့နေ့ကစပြီးသူတို့ဟာကိုညံကိုနော်အမိပြုတ်ပြီးတော့မှသွားတော့တယ်မိမိကိုယ်သာကိုယ်ကိုရာဆိုတာဖြစ်လာတယ်ပေါ့ကိုယ်ကိုအားကိုးပြီးတော့မှအသက်ရှင်ဖို့လိုအပ်လာတယ်ဉာဏ်ကိုလွှတ်သုံးဖို့လိုအပ်တာနော်ဉာဏ်ပညာကိုသုံးဖို့လိုအပ်တာလေသူကျမ်းမာရေးအတွက်တလကောင်းနော်စောင့်ဝေနေအတွက်တလကောင်း အသက်ရှင်ရက်တည်မိသားစုကိစ္စတွေရာတီဥတူအမျိုးမျိုးပေါ့အဲ့ဒါတွေကို အောင်ဖို့အတွက်သူကဘာလုပ်ဖို့လိုလဲဉာဏ်ပညာကို အသုံးပြုဖို့လိုပါတယ်နော်အစကအဲ့ဒါမလိုပါဘူးဖះရဲ့စကားကသူတို့အတွက်ဉာဏ်ပဲဖះအလိုတော်တိုင်းအသက်ရှင်ရမယ်ဒါသူတို့အတွက်ဉာဏ်ပဲဖြစ်တယ်သူတို့တွေ့ရပါတယ်ဒါကြောင့်ဒီနေ့မိတ်ဆွေတရားယုံကြည်သူ ဖြစ်ပါသလားယုံကြည်သူ ဖြစ်ရတဲ့ကုညာနဲ့ကိုတောင်းနေရုံမလားအဲ့ဒါဆိုတော့ ဖျားပေးတဲ့အခွင့်အာဏာကိုမတုံးတက်သလိုဖြစ်သွားလိမ့်မယ်။နော်မရှိတာထက်မတိတာခက်ဆိုလိုမျိုးဖြစ်သွားပြီ။သတိထားပါ။တောလျာကျမ်းအခန်း15ဒါလေးတော့ကျွန်တော်ဖတ်ချင်တယ်။စာပိုက်39နဲ့40ထိုဘွားတို့ကိုတင်တို့ဒီဘဘွားနော်တင်တို့ဒီကြည်မြင်တော့ခါဖျားသခင်ပြည့်ညက် တော်မူသည်။တမရတို့ကိုအောက်မေ့၍ကြည်ရမည်အကြောင်းအထက်ကကိုအလိုတို့လိုက်လျက်ကိုညံကိုမြီဝဲလျက်မှားယွန်းတကဲ့သို့မလိုက်မမြီဝဲငါပညာသည်။တမရတို့ကိုအောက်မေ့၍ကြင့်သည်ဖြင့်တင်းတို့ဖရာသခင်အဖို့တန်ရှင်းမည်အကြောင်းထို့သို့ပြုရမည်အဝတ်တွေဘဝဆိုတော့အလုံးချဖို့နေကြပါနော်ဒီဘဝကို ဣသရေလလူမျိုးတွေရဲ့ဘလို့ခေါ်ဝဲယုံမှာသူကအောက်မှာအပြာရောင်ဖဲကျိုးလေးနဲ့ဆွဲထားလိရှိတယ်ပေါ့ဆွဲထားမယ်ဘာဖြစ်လို့လဲဆိုအဲ့ဒါကိုမြင်တိုင်းဘာလို့ပို့လို့လဲငါဖရဲစကားတိုင်းဖရဲညံနဲ့ငါအသက်ရှင်ရမယ်ဆိုတော့သတိရပါတဲ့ကိုညာကိုအားကိုးပြီးတော့ကိုယ့်ကိုရှောက်ရှောက်လှုပ်လို့မင်းတို့မှားယုံခဲ့ရရဲ့ဒုစရမချင်းလဲခဲ့ရရဲ့ကြာရှုံးခဲ့ရရဲ့အလုံးကိုမင်းတို့တရိယတရိယပြီးတော့မှ ဖယားညာနဲ့ငါပြန်သွားမယ်ဆိုတော့မှဆုံးဖြတ်ဖို့ဖြစ်တယ်ပြောတာဖြစ်ပါတယ်တကယ်တင်နေဖယားသခင်ကနော်ခုနကျွန်တော်ဖတ်တဲ့ကျမ်းထာဝရဖယားစိတ်လုံးကျွမ်းမဲ့ကိုးစားပါကိုညာကိုအမိမပြုတ်နဲ့ဆိုတာကျွန်တော်ယုံကြည်သူတွေကိုပြောတာဖြစ်ပါတယ်လောကကြီးမှာစဉ်းစားကြည့်လိုက်ပါဒီနေ့ကိုညာကိုအမိပြုတ်တဲ့သူလဲ တိုးတက်နိုင်တယ်အောင်မြင်နိုင်ပါတယ်ဒါဖះပေးထားတာလေသူအသက်ရှင်ရပ်တည်နိုင်ဖို့အတွက်နော်အဲဖះရဲ့ညံနဲ့တွားတဲ့သူကဘုလို့တိုးတက်တာပေါ့ဘုလို့အောင်မြင်တာပေါ့ကျမ်းစာသမိုင်းကိုကြည့်လိုက်ရင်နော်လောကကြီးမှာအခက်အခဲပြဿနာတွေတွေ့တိုင်းတွေ့တိုင်းမှာအဲ့ဒီခက်ခဲပြဿနာကိုနော်ဖြေရှင်းနိုင်တော့သူဟာလောကီလူရဲ့ညံနဲ့မဟုတ်ပါဘူး ဖရာရဲ့ညံနဲ့ပဲဖြစ်ရှင်းလို့ရတာကြီးပဲဖြစ်တယ်ဆိုကြပါစို့တကပါလုံးအစာခေါင်းပါเนาะအစာခေါင်းပါတဲ့ပြီးတော့မှအားလုံးတရားမယ်မြို့တုံးရမယ်အချိန်နေမှာအစ်ချစ်နိုင်ငံမှာเนาะဒီဘလောက်ဖြစ်မလဲ BC 1800လောက်ဖြစ်မှာပေါ့เนาะအဲ့လောက်မှာယောသကဖရာရဲ့ညံနဲ့ပဲတကပါလုံးကဲတင်ခဲ့တယ်ဆိုတာတွေ့ရတယ် ပြင်လဲနော်ဒီဒိုင်လပဲကြည့်လိုက်ဘယင်းသား40လာမတူဣခရစ်မင်းကြီး40သာပြောင်းသွားတယ်သူကနန်းတော်မှာအစင်ပဲဒီတကပါလုံးကိုအုပ်ဆိုးတဲ့နေရာမှာအကြံပေးတဲ့သူဖြစ်ရတယ်အာလူရဲ့ညာနဲ့သွားတာမဟုတ်ဘူးဖခင်ရဲ့ညာနဲ့သွားတာဖြစ်ပါတယ်လူရဲ့ညာအကန့်အသတ်ရှိပါတယ်စဉ်းစားကြည့်ပါ တချို့ကဖယားမရှိတဲ့သူတွေကတော့လူရဲ့ဉာဏ်နဲ့တွားတာတဘာဝကြပါတယ်လေနော်ပညာနဲ့တွားမှာပေါ့သူတို့ကဘာလို့ဖယားရဲ့အကွက်ကဖယားရဲ့မဆတ်ခြင်းမှမရှိပဲအကူညီမှမရပဲကျွန်တော်ကတော့ဖယားတာလမီဖြစ်သောကြောင့်ဖယားကတောင်းဝန်ယူထားတာဖြစ်တယ်ဒါကြောင့်ဖယားကနော်ထာဝရဖယားကိုစိတ်လုံးကျွတ်မဲ့ကိုးစားပါကိုညာကိုအမြင်မပြုတ်နဲ့တွားလေရာရာ၌ ထာဝရဘုရားကိုကြည်ပါတဲ့မျက်မှောက်ပြုပါဟုတ်နော်ဘုရားရဲ့နောက်ကိုပဲလိုက်ပါဘုရားဘာလောက်ခိုင်းနေအဲ့ဒါလို့ဒီလိုပြောချင်တာအဲ့ဒါညံပဲလောကောအောင်တဲ့ညံဖြစ်ပါတယ်ဒီနေ့စာတမဏကအစင်ပဲဘုရားသခင်ဘာလောက်တယ်လဲဆိုအတုခိုးလေးရှိတယ်နောက်ဆုံးမှာဘုရားက၃ပါးတဆူဆိုသူလည်း၃ပါးတဆူနောက်ဆုံးတော့ကာလာမှာနော်ဗျာရချမ်းမှာအလုံးတိပါတယ် ဘာပြောချင်လဲဆိုတော့ဖယားကိုမတိပြင်မဲ့ဖယားညာမရှိရင်တောင်မှလူရဲ့ညာနဲ့တော်ရတူလေအောင်မြင်နိုင်တယ်ဒါပေမဲ့သူတို့ကကော်ပီပဲဘာလို့စာရန်ကသူတို့ကိုဖယားစကားနာမထောင်ဖို့ကိုညာကိုအမြင်ပြုတ်ဖို့အတွက်နော်သွေးဆောင်ခဲ့တာကိုလိန်ခဲ့တာကိုလိန်ခဲ့တဲ့အခါမှာစာရန်ကိုယ်တိုင်လည်းအများအားကော်ပီပဲသူအများအားမိတ်တူကိုရဖယားကို ဒီတိုင်းမှာပဲဒီနေ့လောကကြီးမှာလဲဖယားရဲ့ညံနဲ့ဖယားကိုတည်တဲ့လူတွေရဲ့တီထွန်ကြံစမှုအဲ့ဒီနိုင်ငံတွေပေါ့နော်ရဲ့တီထွန်ကြံစမှုကို copy လုပ်ပြီးတော့မှဖယားကိုမတည်တဲ့နိုင်ငံတွေကအောင်မြင်ကြတယ်ချမ်းသာကြတယ်ဒီလိုတွေ့ရပါတယ်သူတို့ညံအဖြစ်ရတဲ့ဟာမဟုတ်ပါဘူးတိုင်းပြည်နဲ့အလွန်ဆိုင်တယ်ပေါ့ဖယားကိုတည်တဲ့ နိုင်ငံနဲ့ကအလွန်ကွာပါတယ်။တရားတင်တဲ့တရားကော်ပီမဖြစ်ချင်ဘူး။မွန်ရင်ဖြစ်ချင်တယ်။နော်ပြောချင်တာကနော်တင့်ကိုသူများကအတုယူစေယူရတဲ့သူ ဖြစ်ဖို့ဆိုရင်တော့ဖျားညံနဲ့တွားပါ။ဘာပဲလုပ်လို့နော်ကိုညံနဲ့လူညံလူညံဆိုတာကမိမိကိုမိမိညံကွန်ပျူတာမှာလိုရတဲ့အလုပ် အဆရာအလုပ်လို့ရှိတယ်လို့ကိုမတက်နိုင်ရင်သူများစာအုပ်တွေဖတ်မယ်ဟိုသူများစီရနေနီးပညာယူမယ်ခိုးချမယ်အဲ့ဒါလူညာနဲ့သွားတာဘလို့များမြဲမလဲအခုနောက်ဆုံးတော့ကာလာဆိုဘလို့လိုက်မိမှာလဲနောက်ဆုံးဖခင်ကတကွက်ချန်တာငယ်ငယ်ငယ်လင်ပဲနဲ့လုံမယ်ဘယ်သူမှမသိနိုင်ဘူးလူဘလို့ပဲညံကောင်းကောင်းမသိနိုင်ပါဘူးနော်မသိနိုင်ပါဘူးအဲ့တော့ဖခင်ပါမပဲကျွန်တော် အစဉ်ပြေနိုင်မဲ့အရာတွေရှိပါတယ်နားလည်ဖို့ကအဲ့ဒါအဲ့ဒါဒီလောကပဲရှိသေးတယ်နောင်ဘဝအတွက်ဟုတ်နော်နောင်ဘဝအတွက်စဉ်းစားကြည့်လိုက်ပါကိုယ်ညာနဲ့တွားရင်နောင်ဘဝဘယ်လိုလုပ်ကောင်းရရောက်နိုင်မလဲကောင်းရရောက်နိုင်မလဲဒီဘဝတောင်မှနော်ပျော်ရမှာမနေရတော်ရမှာနေရတာလေဟုတ်နော်နောင်ဘဝဆိုရင်ဘယ်လိုလုပ် ကိုနေချင်တဲ့နေရာကိုရောက်နိုင်မှာလေလူညံနဲ့မမီပါဘူးမမီပါဘူးဒါကြောင့်ဖယားညံနဲ့သွားဖို့လိုတယ်ဒီဘွားလည်းဖယားညံနဲ့သွားဖို့လိုတယ်လို့နောင်ဘွားအတွက်ဆိုရင်တော့ပိုလို့တောင်မှဖယားညံနဲ့သွားဖို့ဖြစ်တယ်အဲ့တော့ဖယားညံနဲ့သွားရင်ဒီနေ့ဒီမတဲခန်ခွန်စာပိုက်23နဲ့29ထိမှာဖယားယေရှုကပြောလဲဆိုတော့ ပညာရှိနော်ဉာဏ်ပညာနဲ့တွားတဲ့သူဆိုတာတဲ့ဘာတူလဲဆိုရင်တော့ယေရှုဖခင်ရဲ့စကားကိုကြားပြီးနားထောင်တော်သူနာခံလက်လျှောက်တော်သူဖြစ်တယ်ဒါဖခင်ညာနဲ့တွားတဲ့သူနော်သူလဲဆင်းရဲဒုက္ခတော့တွေ့မှာပဲလောကရန်တရားလဲရင်ဆိုင်ရမှာပဲဒါပေမဲ့ကြံ့ကြံ့ခံနိုင်တယ်လောကောက်အောင်တယ်သူပြောပါလား နောင်ဘွားလဲစိတ်ချမှုနောင်ဘွားမှာတောင်မနော်စုတရဖူရိရမဲ့သူဖြစ်တယ်ကောင်းကင်ဘုံရောက်ရင်းရောက်ရင်းလေးမဟုတ်ဘူးဘယ်လိုပြောပါလဲအဲ့တော့နောက်တစ်ခုကတော့လူညာနဲ့တွားတဲ့သူကတော့ဗာလဲဖယားစကားနားမထောင်တဲ့သူဟာတဲ့နော်လူညာနဲ့တွားတာပညာမဲ့ဖြစ်တယ်လို့ပြောတာတွေ့ရတယ်သူလဲလောကရန်တရားယဉ်ဆွမ်းရမယ်ဆင်းရဲဒုက္ခမျိုးမျိုးတွေ့မယ် ဒါပေမဲ့သူကတော့ပြူလဲမယ်ငရဲလဲကြမယ်ဘာလို့လဲဆိုတော့ဒီလောကလည်းကိုညာနဲ့သွားတာကိုအကကိုကိုးတာဟုတ်နောင်ဘွားလည်းကိုအကကိုကိုးပဲရှိတာပေါ့နောင်ဘွားတော့ကိုအကကိုကိုးရင်ဘယ်လိုလုပ်ကောင်းရရောက်နိုင်ပါလဲထာဝရတက်ဘယ်လိုရောက်မှာလဲဘုရားသခင်စီဘယ်လိုရောက်မှာလဲအဲ့လိုပြောပါတယ်ဒါကြောင့်ဓမ္မမေဆွေဒီနေ့တရားယုံကြည်သူဖြစ်တယ်မှန်ရင်လူညာနဲ့မသွားပါနဲ့ဘုရားညာနဲ့သွားပါ နော်တင်းရင်ဆန်းရတဲ့အခက်အခဲပြဿနာဘလို့ပဲကြီးကြီးဘုရားသခင်ပူကြီးပါလေနော်လူညာနဲ့ဘုရားညာနဲ့ဘလို့ပြိုင်လို့ရမှာလဲနော်ဘုရားညာနဲ့သာတော့ပါတင်းဟာလုံခြုံနေလိမ့်မယ်ခေါင်းပိတ်ချင်တယ်နော်ပြီးရင်လဲစိတ်ငြိမ်သက်ချမ်းသာခြင်းရှိနေလိမ့်မယ်ခေါင်းပိတ်ချင်တယ်နော်အကေဘုရားသခင်ကိုမသိတဲ့သူတွေရှိရင်လဲဒီနေ့ဘုရားခင်ကိုခေါ်ကြည့်ပါငါ့ကိုခေါ်ပါလို့ပြောတဲ့ဘုရားဖြစ်တယ်စမ်းကြည့်ပါ ငါ့ကိုမြေဆန်းကြည့်ပါလို့ပြောတဲ့ဘုရားရှိပါတယ်။အဲ့ဒါယေရှုဘုရားဖြစ်ပါတယ်။နော်။ကျွန်တော်ပြောတာမယုံပါနဲ့။သင်ကိုယ်တိုင်မြေဆန်းကြည့်ပါ။အဖြေရရှင်းသွားလိမ့်မယ်။ခွားပေးနဲ့နေကုန်းချုပ်ပါရစေ။ဘုရားသခင်သည်သင်တို့အားလုံးကောင်းချီးပေးပါစေတော့။အာမင်။